မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ security la freedom la ဆိုတဲ့အကြောင်းအရာလေးကိုညွှန်ပြပြလိုပါတယ်ငွေရှာတာနဲ့ပတ်သက်လို့ ESPI ဆိုတဲ့ပေါ့နော် employee such employee business owner investor ဆိုပြီးတော့လေးမျိုးရှိတဲ့အကြောင်းကိုကျွန်တော်မချခဏပြောပြပါတယ်ဒီ financial independence financial freedom ထိကြွယ်ဝဖို့ဆိုရင်လည်းအဲတော်ယုံတန်းယုံဝန်တန်းဘဝတသက်နဲ့ကလည်းမလွယ်ဘူးပေါ့နော်ဝန်တန်းလာစားနဲ့ဝင်ငွေတောက်တောက်လဲဝန်သူတွေလည်းမရှိဘူးမဟုတ်ရှိပါတယ် းဒါပေမဲ့ဒါကတော့ street level ဒီ management level မှာပဲဖြစ်နိုင်မယ်ပေါ့နော်အဲအနည်းဆုံးတော့ခင်ဗျား manager ရာထူးရှိနေမှာရမယ်ဒါကအနည်းစုဖြစ်တဲ့အတွက်လူတိုင်းအတွက်တော့အခွင့်အလမ်းမရှိဘူးပေါ့နော်ဆိုတော့ business owner လုပ်ရင်ကောလူတိုင်းအောင်မြင်နိုင်လားဆိုရင် no လို့ပဲဖြေရပါလိမ့်မယ်ဒီပုံရအပြင်လုပ်ငန်းစလုပ်တဲ့စရတရာမှာ90လောက်ကကြာရှုံးနေလို့သိရတယ်ပေါ့နော်ဒါဖြင့် ဒီကိုပိုင်းလုပ်ငန်းကအများသူကြာရှုံးနေဆိုတော့ငါလည်းအောင်ရင်မှမဟုတ်ဘူးလို့တွေးရင်တော့ဒါကတော့စမြောက်ခင်မြောက်ကုန်နေတာပဲလို့ပြောအောင်ပေါ့နော်ဝန်ထမ်းလောက်ချင်းကိုပိုင်းစီဝါကြီးလောက်ချင်းဘာပဲလုပ်ပြီးဖြစ်စေဒါကတဝူးချင်းရဲ့လွတ်လပ်တဲ့ YouTube လို့ပါ Job Security ကိုကြိုက်တယ်ဆိုရင်တော့ကိစ္စမရှိဘူးဝန်ထမ်းဘဝနဲ့ရရှိဘယ်လိုရပ်တည်မလဲဆိုတာကိုပြချက်လို့ရတယ် risk နည်းနည်းနဲ့အလုပ်ကလေးတစ်ခုရှိမယ်အချိန်တန်ရင်လာစားလေးရမယ်အဲဒါပေမဲ့ကိုပိုင်းလုပ်ငန်းတွေအိမ်မက်ရှိရင်တော့ကိုပိုင်းလုပ်ငန်းကို ရှားတဲ့အနေနဲ့လှုပ်ဆဲခြင်းနဲ့ပေါ့နော်အဲဘယ်ချိန်စရမလဲမေးရင်ကိုလှုပ်သင့်မီလို့ယုံကြည်ရတဲ့အချိန်မှာစပါအောင်မြင်နိုင်ခြင်းများတာကတော့ရေပုံရအဖြစ်ဘဝတုတာအတွေ့အကြုံငွေကြေးရင်းနှီး network ဒါတွေကအပတ်ပတ်ကနေထိုင်လျောက်ပြည်စုံနေမှာဆိုရင်တော့ဒီ risk ကလည်းပေါ့နော်အထိုင်လျောက်ယူရတဲ့ဒီထိုင်လျောက်ပြည်စုံပြီဆိုရင်ဒီ risk လည်းထိုင်လျောက်ယူရတဲ့အသက်30ကျော်အရွယ်ကပေါ့နော်အကောင်းဆုံးပါပဲ အာကျွန်တော်ကိုယ်တိုင်ကလည်းအသက်36ရဲ့မှာပဲကိုယ်ပိုင်လုပ်ငန်းလုပ်ခြင်းစိတ်ကိုတည်တည်သားဖြစ်ခဲ့တယ်ပေါ့နော်အာဒါဆိုရင်ဒီ professional တယောက်အနေနဲ့အဲကိုယ်လုံးမှာဆရာကြကြအလုံးနေရင်းနဲ့ပြောခဲ့တဲ့အခိုက်အတန့်တွေလည်းရှိခဲ့တယ်ပေါ့ကိုယ်ပိုင်လုပ်ငန်းဘာကြောင့်လုပ်တင်လဲမေးရင်ဆိုရင်မေးမယ်ဆိုရင်တော့ကျွန်တော်အဖြေကတော့ရှင်းတယ်ဒါ freedom ရှိလို့ပဲပေါ့နော်ခင်ဗျားကိုယ့်ရဲ့အချိန်ကိုစိတ်ကြိုက်ခင်အာစီမံခံပွဲလို့ရမယ်ကိုဖြစ်ချင်တဲ့အိမ်မက်ကိုကိုဘာသာဖန်တီးလို့ရမယ် financial ရလဲ freedom ဖြစ်ဖို့အခွင့်အလမ်းပေါ်ရှိတယ်။အနည်းဆုံးတော့ဗျာဒီ search employee ဆိုရင်တောင်မှဒီလွတ်လပ်မှုက employee ထက်တော့ပိုရှိတယ်လေ။အဲဆိုတော့သူများအလုပ်ဝန်တန်းထက် uncommon လောက်ကနည်းနည်းတော့ဘယ်လိုမှ freedom ပေါ်ရှိတာပေါ့။အဲဆိုတော့လူဘွားကအချိန်တိုးတယ်ပေါ့နော်။ချိန်တိုးလေးပါ။ဆိုတော့အသက်ရှင်နေတဲ့ချိန်မှာကိုကိုကိုတန်တန်မှု limitation တွေနဲ့ပြိမ်မထားမိဘူးလို့လည်းပေါ့နော်။အဓိကဆိုတာကတော့ဒီ သူများရဲ့အလုံးမှာလုပ်နေတဲ့ employee ထဲ search employee က and freedom ပေါ့နော် ချိန်အပြင် freedom ပိုရှိတာဖြစ်တဲ့အတွက်ဒီကတ္တမှုတွေမရှိတာဖြစ်တဲ့အတွက်ပို့ပြီးတော့ဖန်တီးနိုင်ခြင်းတွေလောက်ခွင့်ရလာနိုင်မယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မို့ကိုကစကြရီကိုကြိုက်လား freedom ကိုကြိုက်လားပေါ့နော်ပို့ပို့မေးပြီးတော့ plan ဆွဲဖို့လုပ်မယ်ပေါ့နော်ဒါလေးကိုလာပြီးတော့ကိုယ်တိုင်ဆင်ញင်ရအောင်ね ကျွန်တော်ရဲ့ audience ကိုလည်းဆင်ညာလို့ရအောင်လာပြီးတော့မျှဝေခြင်းဖြစ်ပါတယ်။ Facebook ရဲ့ team ချက်ကိုလည်း comment မှာ message ပေးသွားနိုင်ပါတယ်။နောက်နေ့မှာနောက်တစ်ခေါင်းတစ်ခုနဲ့ကျွန်တော်ပြန်လည်းဝင်မြောက်ပါဦးမယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။